ကျွန်တော်တို့ရဲ့ရွာလေးမှာတကယ်ဖြစ်ခဲ့တာပါ။အဲ့ဒီတော့ကကျွန်တော်ရဲ့နေစဉ်ဘဝမှာတခြားတာမန်လူတွေလိုပဲငြိမ်းချမ်းနေခဲ့တာပါ။ဒါပေမဲ့တကယ်ကြတော့အဲ့ဒီငြိမ်းချမ်းမှုကထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ရုတ်တရက်ရက်တက်သွားခဲ့ရပါတယ်။ဒီနေ့မှာတော့ကျွန်တော်ဟာစိုက်ခဲရလုပ်သမားတွေဖြစ်တဲ့ကိုလာမကိုညော့ဖေးကိုမြတို့နဲ့တူလို့ကျွန်တော်စိုက်ခဲကိုလမ်းရှောင်လာခဲ့ပါတယ်။ကိုလာမမအမြင်နဲ့လို့လို့ပဲရှေ့ကနေ းဦးရှောင်တက်တဲ့သူတယောက်ဖြစ်ပါတယ်။စိုက်ခေအစံအောင်ရောက်တာနဲ့ကုလမမရုတ်တရက်អော်ပြီးတော့လဲကျသွားခဲ့ပါတယ်။ယောအာလုံးကလည်းကုလမောင်စီကိုပြေးသွားကြည့်ခဲ့ပါပဲ။အဲ့ဒီချိန်မှာပဲငင်းကြီးပေါ်မှာလဲလျောင်းနေတဲ့လူသေးငောင်းတစ်ကောင်တွေ့လိုက်ရပါတယ်။အဲ့ဒီလူသေးငောင်းကတော့ကျွန်တော်တို့ရွာရဲ့မင်းမွေးရဘုန်းကြီးเจ้าမှာတည်င်းတုံးနေတဲ့ဆရာတော်ဦးတီလာဖြစ်ပါတယ်။ အဲ့ဒီမျိုးရတကယ်ကိုကြောက်စရာကောင်းပါလေဇာတော်ရဲ့ခန္ဓာကိုယ်ဟာဥခေါင်းနဲ့ကိုယ်နဲ့ပြတ်တောက်နေပြီးတော့မျက်လုံးတွေကလည်းပွင့်နေပြီးကြောင်နှံ့တကြအမှုရနဲ့စိုက်ကြည့်နေတယ်လို့မျိုးပါပဲအဲ့ဒီပုံရင်းကိုကျတော့ခုချိန်ကြီးပြန်တွင်းကြည့်လိုက်တိုင်းရောရဲ့နှလုံးသားထိတ်လန့်နေစေပါပဲကျွန်တော်ကအာနာပိုင်တွေကိုအကြောင်းကြားပြီးဆီယာတော်ရဲ့အယုတ်အလောင်းကိုတည်ယူသွားနိုင်ဖို့လှုံ့ဆော်ခဲ့ကြပါ ဲ့ဒီဖြစ်ရကြောင့်ကျွန်တော်ရဲ့မိဘတွေကအတော်လေးကိုစိုးရိမ်ပူပန်ခဲကြပါတယ်။ဆရာတော်ရဲ့ကြွယ်လို့သွားမှုကလည်းတဘောကတော့ဖြစ်ဖြစ်တွေနဲ့ပတ်သက်နေရလေ။ယွာဆရာတော်တွေကိုပိတ်ဖိတ်ပြီးကုသိုလ်ကောင်းမှုတွေပြုခဲ့ပေးကြပါတယ်။ဒါပေမဲ့ကြောက်ရွံ့မှုတွေဟာယွာတစ်ခုလုံးလွမ်းချုံတာကပါ။ယွာသားတွေကလည်းမိမြန်ဆန်ဆန်ပဲခြံစည်းရိုးတွေဆောက်ပြီးတော့မိမိကိုယ်ကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။ ဖြစ်ဖြစ်တွေပြီးမှရွာထဲမှာအတင်းပြင်းစကားတွေပို့ပြီးတော့ပြက်နှက်လာခဲ့ပါတယ်။ကျွန်တော်ဆိုင်ရဲ့မျက်နှာချင်းဆိုင်အိမ်မာနေရဲ့ကိုညော့ဖေကလည်းကျွန်တော်စိုက်ခဲထဲမှာခေါင်းပြက်ရဟန်းတစ်ပါးလမ်းလျှောက်နေအောင်တွေးခဲ့ရပါတယ်လို့ပြောပါတယ်။အဲ့ဒီစကားတွေကကျွန်တော်စိတ်ထဲမှာအငြင်းတစ်စီချောက်နှက်နေခဲ့ပါတယ်။တညနေခင်းမှာကျွန်တော်နဲ့ကုလမုံကအဲ့အောက်မှာတမင်စားနေကြတော့ကုလမုံကရွာထဲမှာပျော်နေကြတဲ့စကားတွေစပြောပြ ်ပါတယ်ဟေ့ကောင်မင်းမသိဘူးလားဆရာဦးတီလာသူ့ရဲ့တပ်ပညာတွေကြွားဝပြီးတော့သူကိုယ်နဲ့တိတ်ဆုံးသွားတာလေအာဘယ်ဟုတ်ပါ့မလဲကုလားမောင်ရဲ့ဘုံကြီးတပါဘလို့များကြွားဝရမှာလဲနင်းရလဲခက်လူငယ်လေဒီလိုအကြောင်းတွေမသိသေးရဘောကွာဒီလိုဘုံကြီးတွေဟာမာရွေးနဲ့ပညာရတူတက်မြောက်ပြီးတော့အဲ့ဒီပညာတွေမတက်တော်တဲ့နေရာမှာတုံးခဲကြတာလေအဲ့ဒါအတက်မင်္ဂါလို့ခေါ်တယ်အပြစ်မျိုးကွာရွာသားတွေပြောနေကြတာ ်ဆရာတော်ဦးတည်လာစပိုင်းမှာကိုကျစ်တည်လာကောင်းမွန်တဲ့ဘုန်းကြီးတစ်ပါးဖြစ်တယ်လေနောက်ပိုင်းမှာအကောင်ဆိုးွားစုံစတဲ့တက်ပညာတွေလိုက်စားလာအကြောင်းလို့ဆိုကြတယ်ယောဟာတထေးဖြစ်တဲ့ဆရာပြူကလည်းသူ့ရဲ့စီးပွားရေးအောင်မြင်မှုအတွက်ဆရာတော်ဆရာနေကိုကြီးတွေရယူနေလေရွာသားတွေဟာဆရာတော်ဦးတည်လာကိုလူဝော့လဲကန်ကိုစူးစမ်းပေမဲ့လေဆရာပြူရဲ့ဝင်ရောက်ဆုတ်ခစ်တာကြောင့်မအောင်မြင်ခဲ့ပါဘူးဆရာပြူဟာဆရာတော်ဦးတည်လာရဲ့အစွမ်းတွေကိုအယမ်းယုံကြည်နေတာပေါ့ ်ဆီယာရိုရဲ့ရုပ်ဦးလောင်းကိုမတွေးခင်လေးမှာပဲဆီယာပြူကဆီယာရိုရဲ့ကြောင်းကနေပြီးတော့စိတ်ဆိုးဒေါသထွက်နေတဲ့ပုံနဲ့ထွက်လာခဲ့တာကိုရွာသားတို့ချို့ကတွေးလိုက်ရပါတယ်အဲ့ဒီဖြစ်ရဲ့ကြောင်းဆီယာပြူနဲ့ဆီယာရိုရဲ့ကြောင်းမှာပြဿနာတစ်ခုဖြစ်ခဲ့တယ်လို့လူတွေကယုံကြည်နေကြတာလေရင်းနေနေကြတော့မှဆီယာရိုရဲ့ရုပ်လောင်းကိုကျွန်တော်ရဲ့ channel မှာတွေ့ရတယ်ဒီလောက်တော့ကျင်နာတတ်တဲ့ဆီယာပြူကအဲ့လိုလုံးနေမှာလားဟဲ့မင်းလေလူကြီးဖြစ်နေပြီကွာ ဘယ်သူကကောင်းကောင်းဘယ်သူကဆူဆူသူတို့ရဲ့သဘောကဘယ်သူမှမသိနိုင်ဘူးဘသူကမှအကောင်းကြီးလည်းမထင်နဲ့ဆိုးကြီးလည်းမထင်နဲ့ကွာဒီလိုပဲနေထအောင်နေကွာလည်းရဲ့အကြောင်းပါတော့ကျွန်တော်နဲ့ကိုလာမမစိုက်ခင်းတဲ့ကိုပြည့်စည်တဲ့တွေ့သွားဖို့ခဲ့ပါဘူးအလုပ်တွေပြီးတဲ့အခါညနေဆောင်နေပြီဖြစ်တာကြောင့်အိမ်ပြန်ဖို့ပြင်ဆင်ကြပါတယ်ဆောင်းလွင်းရဲ့ညနေခင်းဟာမောင်မိုင်းစိတ်ဆူနေပြီးတော့တိတ်ဆိတ်လိုတာကြောင့်ကျွန်တော်တို့နေရာစိတ်ထဲမှာထိတ်လန့်နေပါတယ် ကျော်တို့အလုတ်သိမ်းနေတဲ့ယုတ်တိရဲ့နောက်ကျော်ကနေခြေတံလိုမျိုးကြားလိုက်ရပါတယ်။တက်ကန်းချောင်းတွေနေမီကျိုးသွားတဲ့အတံလိုမျိုးပါပဲ။ကျော်တို့နေရစလုံးရက်လိုက်ပြီးတော့ခြေရင်းကိုကြည့်လိုက်တော့တက်ကန်းချောင်းအခုမှမရှိပါဘူး။ခဏနေတော့အဲ့ဒီတံထပ်ပြီးတော့ကြားရပြန်ပါတယ်။ဒီတစ်ခါမှတော့ပို့ပြီးတော့ပြင်းထန်လာပါတယ်။ကျော်နဲ့ကိုလာမောင်မျက်နှာချင်းဆိုင်ကြည့်လိုက်တော့မျိုးစလုံးစိတ်ထဲရမှာ အခုဒီတော့တွေ့ဘူးတိလိုက်ရပါတယ်။ဒါလူတွေပြောတဲ့အဖြစ်အပျက်ကိုကျွန်တော်တို့ကြုံတွေ့ရပြီပေါ့။ညနေနေရတာမဟုတ်သေးဘူးနော်ကိုလောက်မှကျွန်တော်အဲ့လိုတူတူညီညီမလဲတဲ့အချိန်မှာဟဲ့ကောင်သူတို့အချမ်းကြီးလာနေတယ်ကွာကိုလောက်မှရေစကားဆုံးတာနဲ့တကယ်နဲ့ကျွန်တော်ရဲ့မျက်စောင်ထုံးမှာတစုံတစ်ယောက်ကကျွန်တော်တို့စိုက်ကြည့်နေတယ်တော့ကြောက်ပါလက်ပါနေပဲ။နောက်လက်ကြည့်လိုက်တဲ့အခါမှာကိုညိုးပြီးပြောသလို ခေါက်ပြတ်နေတဲ့ယဟန်ဝော့ရုပ်နောက်တစ်ခုဟာကျွန်တော်တို့ရဲ့နောက်မှာတိတ်ဆိတ်စွာရပ်နေတာကိုတွေ့မြင်လာရပါတယ်။ကိုလာမဟာအဲ့ဒီမြေခွေးကိုမြင်လိုက်တာနဲ့ချစ်ချင်းဆုတ်လို့ပြီးအဒီလက်လဲကြပါပါတယ်။ကျွန်တော်ကတော့ခြေထောက်တွေထောင်ကျင်ပြီးတော့စိတ်တည်တည်နေကြတာကြောင့်ဘဲမှမပြေးနိုင်တဲ့ငေးကြည့်နေမိပါတယ်။ကျွန်တော်ဟာဗစက်ကိုလက်နဲ့အုပ်ပြီးတော့အော်ဟဲမိမှမဟုတ်ဆုံးလို့ဆိုပြီးတော့အောက်ဤထားခဲ့ရပါ ခေါင်းပြန်ရုပ်လောင်းဟာဘယ်ကိုသွားရမှန်းမသိပဲလမ်းလျှောက်သွားနေပါတယ်။ကျွန်တော်မျက်လုံးတွေဟာအမှားမမြင်ပါဘူး။အဲ့ဒါကျွန်တော်မြင်ခဲ့တကယ်အဖြစ်ဖြစ်ပါ။ကျောင်းလက်ကြားနဲ့ကျွန်တော်ဟာစိုက်ခင်းထဲရနေပြီးတော့ပြေးထွက်လာပြီးကိုညိုဖေးရဲ့လေကိုပြေးလာသွားတာ။ကိုညင်တောင်းခံခဲ့ပါတယ်။ကိုညိုဖေးကလည်းအစပိုင်းမှာကြောက်နေခဲ့ပြီးကိုလာမအောင်ကျွန်တော်တယောက်တည်းသွားခေါ်လို့မရပါဘူး။ကျွန်တော်နဲ့တူတူပြန်လိုက်လာပေးခဲ့ပါတယ်။ကျွန်တော်တို့စိုက်ခင်းထဲကိုပြန်ရောက်လာတဲ့အခါမှာ အဲ့ဒီခေါင်းပြန့်ရုပ်တော့လက်မတွေ့တော့ပါဘူးကျော်နဲ့ကိုညော့ဖေဟာကိုလမောင်နည်းနည်းစဉ်းစားမဲ့အေုံပြန်တယ်ခဲ့ပါလေကိုလမောင်ကလည်းခုချိန်တတိပြန်မရသေးပါဘူးအဲရောက်တာနဲ့တော့မိဘတွေအကြောင်းကိုရှင်းပြခဲ့ပါလေကျော်တို့ရဲ့မိဘတွေကလည်းရွာထဲကကိုလဟာတာနဲ့ကြားထားကြပြီမဲ့ညနေစောစောကြီးစီစီမှဒီလိုဖြစ်ဖြစ်မျိုးကြုံရမယ်လို့မထင်ထားခဲ့ကြဘူးပေါ့ ရောမိပါတွေဟာရွာထဲကဆရာတူးစီကိုတွားရောက်ပြီးတော့အကြံဉာဏ်တွေတောင်းခံခဲ့ကြပါတယ်။ကြံဉာဏ်ရယူပြီးတဲ့နောက်မှာယဟန်တော်တွေကိုပြဖိတ်ပြီးတော့ဝိညာဉ်တွေကိုကောင်းရာဘုံသို့ပို့ဆောင်နိုင်ဖို့အတွက်ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲဒီကောင်းမှုကုသိုလ်တွေကအောင်မြင်ခြင်းမရှိခဲ့ပါဘူး။ယခုချိန်ထိညနေဆောင်တိုင်းဒရော့ရဲ့စိုက်ကန်ထဲမှာဆရာတော်ဦးတီလာရဲ့ခေါင်းပြတ်ဝိညာဉ်ဟာလဲလဲသွားလာနေသေးပါပဲ။ အဲ့နောက်ပိုင်းဒရော့နဲ့ဒရော့လုပ်သမားတွေဟာညနေတဲ့အထိစိုက်ခင်းထဲမှာမနေရကြတော့ပါဘူး။နေမကောင်းတဲ့အချိန်မှာတော့စောစောပြန်လာကြတာကြောင့်ဒရော့တို့ရဲ့စိုက်ခင်းဟာတခြားခြံတွေထက်ပိုပြီးတော့တိနံဖြစ်ထုံးနေခွေခဲရပါတယ်။ဒီဖြစ်ဖြစ်တွေဟာကျွန်တော်တို့ပညာပေးသွားတယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘဲသူမဆိုကိုချစ်တီလာမရှိတဲ့ဘုံကြီးတွေနဲ့ကြုံတွေ့ခဲ့ကြရင်ဝေဝေးကနေရှောင်ရှားကြဖို့ကျွန်တော်တိုက်တော်ချင်ပါတယ် ကိုပိုင်တက်ပညာကိုကြွားဝါပြီးမမှန်ကန်တဲ့လမ်းကိုသွားတဲ့ဘုံကြီးတွေဟာဘယ်တော့မှကောင်းမွန်စွာတည်ဆုံနိုင်ကြမှာမဟုတ်ဘူးလို့ရွာလူကြီးတွေပြောပြခုတာကျွန်တော်သိခဲ့ရပါတယ်။ကျွန်တော်ဒီเจ้าတွေကိုပြောပြနေရတဲ့အချိန်မှာပဲဆီယာဖြူကလည်းမတော်တဆမှုတစ်ခုနဲ့တည်ဆုံသွားခဲ့ပါရဲ့။သူလုပ်ခဲ့တဲ့ကောင်းမှုတွေဆိုးမှုတွေဟာအဲ့ဒီလိုဆုံးသက်မှုနဲ့ထိုက်တန်တယ်လို့ကျွန်တော်မယူဆပါဘူး။ဒါပေမဲ့ဒါကလည်းသူ့ရဲ့ကိုယ်ပိုင်လမ်းစဉ်ပါပဲ။ ကျွန်တော်ပြောမိရဲ့အမှန်တရားတွေကဆီယာတော်ဥတီလာရဲ့ဝိညာဉ်နဲ့ဆီယာပြူလို့ရဲ့ဝိညာဉ်ဟာကျွန်တော်တို့ခွင့်လွတ်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးနိုင်ပါလိမ့်ကျွန်တော်ဒီဖြစ်ဖြစ်တူပြောမိရတော့ကြီးမားတဲ့သင်္ကန်းလာကိုရလိုက်ပါတယ်အဲ့ဒါပါလဲဆိုတော့ဒီလောကမှာဘလောက်ပဲစံစားပြီးခွင့်အာဏာရှိပါသည်ကိုကျင့်တီလာနဲ့ထိချုပ်ထားတာမရှိဘူးဆိုအဲ့ဒီစံစားမိမိကိုယ်ကိုရောနိနာပတ်ဝေကြီးမှာပစ္စည်းစိတ်နဲ့မာရင်းနဲ့အတ္တပညာကို မိုင်းတဲ့နေရာမှာလုံးပြခြင်းဟာကံမကောင်းတဲ့ဘဝကိုရရှိရတယ်လို့ကျွန်တော်ပြီးလိုက်ရပါတယ်။မိတ်ဆွေတို့ရောဒီတင်ကန်းသာနေပြီးတော့ဘာတွေရရှိခဲ့လဲဆိုတာကိုမင်းပါမေးတာပေးကြပါဦးခင်ဗျာ။အားလုံး